ျွန်တော်တို့ကတော့အဓိကဒီ Melo နဲ့ Music နဲ့ပေါ့နော် Music နဲ့ကနေပြီးတော့ကျွန်တော် Melo ကတော့ video application streaming application ပေါ့နော်အဲမှာလည်းနောက်ထပ်လုပ်ရမယ်။ဟော international နဲ့ကတော့ကျွန်တော် YouTube ပေါ့နော်အဓိက Music video တွေ YouTube တို့ Facebook တို့ကနေကြည့်လို့ရမှာဖြစ်ပါလား။ဟုတ်တယ်နောက်ပိုင်းကတော့ကျွန်တော်တို့ဒီ physical မရှိတော့ဘူးပေါ့နော် digital ပဲများသွားပြီပေါ့နော်အားလုံးဒီပါ digital ပဲမှာပဲကျွန်တော်တို့ဟိုပြန်ကြတာများပါတယ်ဟုတ်။ကျွန်တော်တို့အဓိကတော့ဒီ international streaming နေ story နော် monetization ပေါ့နော်အဓိကတော့ကျွန်တော် YouTube Facebook ဒီ TikTok ပေါ့ဒီ monetization ကျွန်တော်တို့ကတော့ဒီသချင်းကိုအဲဒီ video ဒီသချင်းကိုဘယ်သူပိုင်လဲဆိုတော့ကျွန်တော်တို့ကအရင်ဆုံး copyright copyright ရှောက်ရတာပေါ့နော် clearance ဖြစ်သွားပြီဆိုရင်တော့ဒီသချင်းကဘယ်သူပိုင်လဲဆိုတော့ရသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ YouTube ကနေပြီးတော့ဒီ Google SN ပေါ့နော် Google အဲ YouTube ကနေကြောညာကောက်တဲ့ SN ကနေပြီးတော့ဒီသချင်းပေါ်မှာဝင်ဝေပြန်ရတာပါအဓိကတော့ version ပေါ်မှာမူတည်တာပေါ့နော်ဒီကျွန်တော်တို့ ပေါက်ပြီးသားသချင်းကိုနိုင်ငံတကာမှာလည်းရှိပါတယ်ကာဘာဆောင်ပြန်ဆိုတာပေါ့နော်မွေရင်ဆိုတော့ရဲ့သချင်းကိုကာဘာဆောင်ပြန်ဆိုကြတယ်ဒီမှာလည်းအဲ့လိုမျိုးပဲပေါ့နော်ကာဘာဆောင်အနေနဲ့ပြန်ဆိုတော့ version မတူဘူးပေါ့နော်မတူအဲတီးရလည်းမတူဘူးဆိုတာလည်းမတူဘူးဆိုရင်တော့ကျွန်တော်တို့ကဒီ new version အနေနဲ့ကျွန်တော်တို့ဒီ copyright ကိုပြန်ယူလို့ရပါတယ်ဒါတော့မှတခါတလေဟိုတအားများသွားရင် version တွေရောသွားတာပါရောသွားတဲ့ case မျိုးလေးတော့ရှိတယ်သူကတော့ အရင်မှလည်းရှိခဲ့ဘူးတယ်ပေါ့နော်ကျွန်တော်တို့အရင်ခေတ်တည်းမှလည်းပဲဟိုအရင်အစိုးရတယောက်ရှိခဲ့ရှိတယ်ပေါ့နော်ထားပါတော့အဲ့ဒီအစိုးရဆိုတဲ့အချိန်မှာအဲ့တခြင်းမအောင်မြင်ဘူးနောက်ထပ်နောက်ရက်တယောက်ဆိုသွားမှအဲစကန်ပါဆိုင်ကြမှာအောင်မြင်တဲ့တခြင်းတွေလည်းရှိပါတယ်ဒါလည်းဖြစ်ဖြစ်ပြေတာရှိတယ်ပေါ့နော်ဟုတ် copyright ကတော့အဓိကတော့ကျွန်တော်တို့ဒီဒီ international ကိုဖြတ်မယ်ဆိုရင်တော့သိချာရကျွန်တော်တို့ကစနစ်တကျလုံးတင်တယ်ပေါ့အဲ့တော့ဒီ YouTube ပေါ်မှာပဲဖြစ်ဖြစ်ဒီ ISRC ပေါ့နော် international standard recording code တွေပါလေယူရမယ်အဲ ဒီသချင်းကိုဘယ်သူပိုင်ပါလဲဆိုတာမျိုးပိုင်ပိုင်နဲ့နဲ့ဖြတ်မယ်ဆိုရင်တော့သချင်းပေါက်ခဲ့မယ်ဆိုရင်တော့ဒီသချင်းရဲ့အကျိုးခံစားခွင့်ကိုရမှာပေါ့နော်အဲ့လိုမျိုးသေချာမလုပ်ခဲ့ပဲနဲ့ဆိုရင်တော့ဟိုဟိုယူခြင်းနဲ့လောကယူပေါ့ဖြစ်နေတာဖြစ်မှာပေါ့နော်အဲ့လိုမျိုးအဲကျွန်တော်ကဟောပေါ့အဲမဟုတ်ဖြန့်ချီကကျတော့ music နဲ့နဲ့ music နဲ့နဲ့ဟုတ် net ဟုတ်ကဲ့ဟောကျွန်တော်တို့ကတော့အဓိက music နဲ့ကတော့ဒီ local မှာရော international မှာရောပေါ့နော်ဒီကျွန်တော်တို့ international story streaming နေရှိတယ်နောက်ဒီ monetization ပေါ့ခုနကကျွန်တော်ပြောတဲ့ YouTube Facebook, TikTok monetization ရှိတယ်။နောက်တစ်ခုကကြတော့ local မှာဆိုရင်တော့ P2N application တွေရှိမယ်။နောက်ကျွန်တော်တို့ phone ringtone တွေပေါ့။အဲ့ဒါတွေအားလုံးကိုကျွန်တော်တို့တာဝန်ယူပြီးဖြန့်ပေးပါလား။ကျွန်တော်တို့လည်းအဲ့လိုမျိုးပေါ့နော်။သူတို့တချို့ကြတော့လေဒီအဲငွေကြီးအသင့်တွေရှိတယ်ဟိုအဆင်ပြေတယ်ပေါ့နော်သူတို့ယူလာတာလည်းရှိတယ်ကျွန်တော်တို့ကအဆင်မပြေပဲနဲ့အမှုပညာ quality ကောင်းနေဆိုရင်လည်းကျွန်တော်တို့ဘက်ကနေတနေ့တော့ပတ်မိုးပြီးတော့ကျွန်တော်လုပ်ပေးပါတယ်အတိအကတော့ကျွန်တော်တို့ရဲ့မူပေါ့နော်အဲကြောင့်ကျွန်တော်တို့ကိုယ်တိုင်ကိုယ်လည်းကြည့်ကြသမားဖြစ်တော့ခါကြပါလိမ့်ဟုတ် အဓိကတော့သူတို့ဖန်တီးထားတဲ့အမှုပညာကအရေးသွေးလည်းရှိတယ်ဟိုရပုံးသေးလေးတယ်ပေါ့နော်ဟိုဒါပေမဲ့သူတို့မှာအဆက်အသွယ်မရှိဘူးငွေကြေးမရှိဘူးဆိုရင်ကျွန်တော်တို့တနေတဲ့လောက်ကူညီပြီးလုပ်ပေးပါတယ်ကျွန်တော်ရဲ့ page ကိုဆက်သွယ်လို့ရပါတယ်ဗျသူစားအောင်ကတော့သူကအရင်တည်းကလည်းကျွန်တော်ကြီးမှာဖြန့်ခဲ့ပူးတယ်ပေါ့နော်နှစ်ပုံသုံးပုံ single လေးဖြန့်ခဲ့ပူးတယ်ဒီ album like ကတော့ဟိုဒါပထမအောင်ဆုံးပေါ့နော်အဲ့တော့သူတို့လည်းဖြန့်မယ်ဆိုပြီးတော့စူးစမ်းနေကြာပြီပေါ့ဒီခွေကျွန်တော်သိတဲ့လောက်ကတော့အခုတော့သူဖြန့်ပြတ်သွားတယ်ပေါ့နော်အဲ့တော့ဒါလည်း အခုလိုမျိုးအခွေဖြန်းနေ12ပုတ်ပါတာပေါ့နော်ဒီလို12ပုတ်ပါဘူးဆိုတော့လည်းသိမလို့ဘူးမပွင့်လည်းပြောရင်အခုတပုတ်ချင်းတော့မနေလုံနေကြရတဲ့အနေအထားမျိုးဆိုတော့လေသူကြိုးလဲကြိုးစားပါတယ်သူဟိုအမှုပညာရေးသွေးလဲဟိုအဆင်ပြေပါတယ်ကျွန်တော်မနေရလဲနောက်ထောင်ကြည့်ကြရတော့ဆိုတော့အဲ့တော့ပေးတဲ့အပြည့်အမှုနဲ့သူ့ရဲ့ကံပဲမူတည်တော့မှာပေါ့နော်